င်္ဂလာပါ။ Bami's Library Audio ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Bami's Library Audio ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန်းနိုင်ရဲ့ဝတ္ထုတိုများတွေကအေးရာကဆိုရဲဝတ္ထုတိုလေးပဲဖြစ်ပါတယ်။အစဉ်သစ်ဖြစ်ပြီဆိုရင်တော့အစဉ်စဉ်တင်ဆက်ပေးမယ့်အင်ဂျင်နီတူတူနားဆင်ကြအောင်လားရှင်။မမညူရဲ့စေခံကလေးဟာလင်းတခုရဲတော့စီရင်သားရက်ကွက်မှာအစွန်ဘက်ခတ်ကြကြမှာတရှိတာပေါ့။ရှွန့်တူရဲ့မြေပေါ်မှာလင်းမတော်မတိုင်ထောင်ပြီးတော့ ကြံကြဲစိုက်ထားတဲ့စည်းကမ်းကလေးဟာတည်တည်ဝဝမရှိလာတာကတော့အမှန်ပဲမြင်းနီလန်းနဲ့စည်းကမ်းလေးကြားမှာရှိနေတယ်လीရှင်တို့နေကြောင်းဆက်ပေးခန့်ရှိတဲ့တသားတသားလေးကိုလည်းထိုးထားရတယ်တသားလေးရဲ့တစ်ဖက်တစ်ချက်မှာဗုဒ္ဓံတရံနဲ့အပင်ရိုင်းတွေနဲ့ပိမ့်ပင်တွေလည်းရှိတာပေါ့ခလန်လန်းမှာတော့ခရာချုံကြီးတစ်ချုံရှိတယ်ခရာရွက်ချုံချုံလေးတွေကလည်းလीညနေခင်းနေရာကြီးအောက်မှာစိတ်မြဆူလန့်နေတက်တာပေါ့ပွဲလင်းတစ်ခုရထားပေမဲ့လည်းအလောက်ကင်မမေရမရှိသေးတော့ပူပူဟာလीး မမညူရဲ့စီကန်းကိုညနေတိုင်းလိုက်သွားရတဲ့မြေရောက်မမင်းအောင်မှချင်းတပြက်ပြက်တခန်းရင် လူနာမြွားတဲ့အလုပ်ကိုလေမလုပ်ချင်မှမလဲမတက်နိုင်ဘူးမိပူရဲ့ငါတို့ညီမနှစ်ယောက်ဆိုတော့လေအပြန်မိုးချုပ်ပြီမဲ့တော်သေးတာပေါ့နော်နေမလိုက်ရင်လေငါမှချင်းမနာအောင်မဟုတ်ဘူးပြီးအဖော်ခေါ်နေရတာကိုလည်းသိသားနဲ့မမညူကချော့ချပါတယ်ပူပူကလည်းမမညူရဒီလောက်မိုးချုပ်စရာမလိုပဲနဲ့ဒီတက်ပူရအောင်လို့လို့ရရတဲ့သားနဲ့ ဒီစိတ်ကညမှာလေပူပူတို့ညီမမိုးဟင်းကရောင်းကြရအောင်လေဒီထက်နှဆသုံးဆလေပိုရမရလောင်းမလားဆိုပြီးတော့ကြည်စဲမိလိုက်တဲ့ခါမှာအမှန်ကတော့အတီပြောတာပေါ့မမညိုစိတ်ဆိုးသွားပြီးတော့မနေကြီးအောင်ပြန်ချော့ခဲ့ရသေးတယ်အခုတော့လေညနေ၄နာရီထိုးရင်လေအသင့်ပြင်ထားတဲ့ခြေနှောင်းလေးကိုဆွဲပြီးမမညိုရဲ့နောက်မှာတဆိုင်ဆိုင်လိုက်ခဲ့ရတဲ့ဘဝဟာလေပူပူဟာအသားကျနေပြီပေါ့ သူ့ရဲ့ချင်းနှောင်းလေးရဲ့မှာဝတ္ထုဒါမှမဟုတ်ရင်မဂဇင်းတအုပ်ထိုးလက်စာအင်ဂျင်လေးနဲ့ထရိုင်စာခြေလုံးလက်လေးတမီတစ်ချောင်းကလည်းအမြဲပါလေလေဖျောင်းနိုင်မိချင်းနဲ့ခြေဆီးခွေတို့ကိုတော့စေကံမှာပင်ထားပြီးတော့ကုံရင်ကုံတလို့ထပ်သွဲသွားရရင်ဒါကမှမမညူရဲ့စေကံအတွက်လေမိမှုရဲ့အတွက်ထင်းယူသားလေးနဲ့မိသွေးလေးလိုသေးတယ်လို့ဆိုရင်ပင်မပြုံးကြစီလိုတော့ဘူးမမညူရဲ့စေကံကမိခဏခဏပြတ်တက်တယ်လေမိဆက်လဲမွေးနိုင်တော့ဖျောင်းနိုင်တာအစင်းသင်းဆောင်ထားရတာပေါ့ ဖြက်ခနဲမီးပြက်သွားတာနဲ့လေပူပူကလည်းမီးချစ်ကလေးကိုရှက်ခနဲချစ်တက်လိုက်တာလေတံပတ်ပေးထားတဲ့စိတ်ရုပ်တစ်ခုလိုပဲအချိန်ခိုင်းပင်ဖြစ်နေတတ်တာပေါ့လူနာကလည်းဖျောင်းနိုင်ပြီနဲ့ကြည်လို့ရှုလို့စမ်းသက်လို့ရပါမယ်လေအတူအချိလေးတွေကိုတော့ဖျောင်းနိုင်ပြီနဲ့ပြုတ်လို့မရဘူးလေဒါကြောင့်ဆေးပြီတော့အောင်မှာတော့အစင်သစ်ဆောင်ထားတဲ့ထင်းယူသားပေါက်ကလေးကိုဆွဲထုတ်ပြီးမိသွေးမိဖို့ကို အမြန်ဆုံးရအောင်မှွေးတက်နေပြီမိဆွေးညိလာတဲ့မိသွေးတုံးလေးကိုလည်း အပူချိန်ကောင်းလာဖို့အတွက်ရက်တောင်နဲ့တဖြက်ဖြက်ခဲရင်ပူပူကလည်းငါလည်းဂျာယီတို့အမေနဲ့တူတူပါပဲဆိုပြီးတော့တွင်းနေမိတတပေါ့ဂျာယီတို့အမေကမမညူရဲ့စီကံနဲ့မျက်စောင်းထုတ်နေရတော့မှပြောင်းမှုမိဖို့ရောင်းတယ်လင်သူပြဟောင်းမော်တင်ထားတဲ့မိကြီးကရဲ့ရဲ့လေးတွေကိုဘယ်ဘက်လက်ကတဖြက်ဖြက်ခန်းနေရင်ညာဘက်လက်ကတော့ပြောင်းမှုကလေးကိုအကျက်ညီစေဖို့အတွက်လှည့်ပြီးနေတတပေါ့သူပြမှုမိဖုံနှံကလေးတင်းပြန်ပြီးတော့မှုန့်ကြိုင်နေတာကြောင့်လဲ အနှံရအတိုင်းပူပူဟာစားကျင်စီတွေပေါက်လာတာပေါ့ဒါပေမဲ့တကယ်ဝယ်စားကျင်တော့စားလို့ကိုမကောင်းပြောင်းကမာချမ်းပြီးတော့ရှင်လဲရှင်နေတော့လေကြောက်ခဲလေးတွေလို့မာနေတက်တာပေါ့သွားရည်ညောင်းလာအောင်လေဖြီးပြီးတအားဝါနေပြီမဲ့လေချူရဲအရတာကိုတော့ရှာလို့မတွေ့ဘူးမိဖို့ရဲ့ဘာလို့ဝယ်စားနေရတာလဲသူ့ချောင်းတဟုတ်ဟုတ်စိုးနေရောမတွေ့ဘူးလားသူမာသားလေးတီဗီဖြစ်နေတော့လေနင့်ကိုကူပီတာမှတ်တော်နော်မမညူဟာစူတာပေါ့ မမညူပြောမှလေပို့ပို့လဲတတိထားကြည့်မိတဲ့သူချောင်းတဟိုးစိုးနေတာကတော့အမှန်ခြေချောင်းလေးတွေလည်းရောင်ရမ်းနေတတ်တာပေါ့အမချောင်းစိုးနေရဲ့နော်စိတ်မတဘူးလားတခါကတော့ပို့ပို့ဟာဆက်ဆူဘူးတဲ့ဇီယာရွက်အေးညစ်ပြီးတော့တောက်တယ်လေးကွဲသူကပို့ပို့ကိုလှမ်းကြည့်ပြီးမပွင့်တပွင့်ပြောတာပေါ့စေကန်းကကောင်မလေးကဆေးရောင်းကျင်လို့လာပြောတာလားလို့လဲထင်သွားမှအောင်ဆိုပြီးတော့ပို့ပို့ကလည်းချောင်းစိုးဖြောက်စေးလေးပါလေဝယ်တော့ပါလား ဆရာဝန်နဲ့စမ်းကြည့်ပါလားလို့ပြောကြည့်ပေးမယ်လေဆက်ပြီးတော့ကိုမပြောရဲတော့ဘူးဂျာရစ်ကတော့လေအိမ်မှာဆရာပဲစိုက်ထားတယ်ဗျာလို့တော့ဝင်ပြောသေးတယ်ကျမအေးအေးကြောက်တယ်နည်းနည်းအေးလိုက်ချောင်းဆို့တာပဲဒီလိုပါပဲနောက်တော့လေပျောက်သွားတာပဲယောဂါကစတာမနေနိုင်ပါဘူးသူဟာသူ နေရတာပြင်းပြီးတော့ပြန်ထွက်သွားရောသူကခပ်ပေါ့ပေါ့ပြောတာပေါ့ချောင်းဆိုခြင်းဆိုတာကလေစိတ်ကူတာဖို့အတွက်လိုအပ်တဲ့ယောဂါလည်းမဟုတ်ဘူးဆိုပြီးတော့တတ်မှတ်ထားပုံလည်းရတယ် ချောင်းဆိုးခြင်းဟာယောဂမဟုတ်ပေမဲ့လေယောဂကြီးတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်အကြောင်းကိုပူပိုကတွေ့ရပြီးတော့ပူပန်မိပေမဲ့လေသူကတော့ပူပန်ဟန်မရှိဘူးပြောင်းမှုဖို့အကျွေးစားတဲ့သူထားမှလေအကျွေးတောင်းဖို့မိသွေးဖို့အကျွေးဆက်ဖို့နောက်တနေ့အတွက်ဆံဝယ်ဖို့စတာစတာတွေကိုပဲလေပူပန်နေလေးလည်းရှိတယ်သူ့ပြောင်းမှုဖို့ကစားလို့သိမ့်မကောင်းမိမိဒီနာကလေးတွေကတော့စားနေကြတာပဲသူ့မှာဒါ TV ဒါမှမဟုတ်ရင်ကုဆတ်ယောဂတခုခုဖြစ်နေရင်တော့ဒီကလေးတွေကိုကုန်တော့မှာပေါ့ ပိုပိုကမတောက်တခေါက်စီးပညာအသီးကလေးနဲ့စဉ်းစားပြီးတော့စိတ်မတမတာဖြစ်နေပုံလဲရတယ်။ခေါမုံရောင်းတဲ့တော်မီကလည်းခေါမုံတွေပေါ်ကိုဟပ်ချေးလိုခြေချပြီးတော့တတွေးတွေစင်ကုန်တာမြင်တော့လေလေစိတ်တွေရှုပ်ထွေးရပြန်တာပေါ့။ဒါပေမဲ့လည်းဒီနားကလူတွေကယောဂပီးစနစ်ကိုကလည်းကောင်းနေရလားယောဂဖြစ်မှန်းမသိကြတာလားပြမန်းတိလျက်နဲ့မကူကြတာလားတော့လေပူပူဟာတည်တည်ချာချာကိုမသိဘူးတာယုံတာယုံနဲ့တော့စီးကောက်မလာတတ်ကြဘူးလေ အတော်တန်ဖျားလို့ကတော့ဘယ်ဆရာဝင်ကိုမှစမ်းသက်ခပေးမနေကြတော့ဘင်းနဲ့သူတို့ဟာသူတို့ပါရာစီတမော်လေးတစ်ပြားနှစ်ပြားဗာမီတုံလေးတစ်ပြားနှစ်ပြားဝယ်တော့လိုက်ကြတာပေါ့အဖျားမကြပဲပြပြန်တက်နေတဲ့အခါတွေကြမှာဒါလေးစီကလာတက်တဲ့ဒါတော်မှဒီတခါလေးပနက်စလေတောက်ဆေးပေးလိုက်ရင်နောက်တခါဖျားရည်လည်းစီကမလာတော့ဘဲနဲ့ပနက်စလေဝယ်တော့တက်ကြတယ်နောက်ပြီးတော့လေလုံးကားလုံးတောက်ပြီးရုံနဲ့ရွက်ချင်တဲ့ရက်ပြတ်တက်ကြတာပေါ့ မမယူကတော့လေစိပက်လေအောင်အလုံးပြအောင်တောက်ဖို့တော့မနေပြောရတယ်အဖေကပျောက်နေပြီပဲဗျာအဲ့ဒါအကိုဆရာဝန်ကြီးကစေးတွေဆက်တောက်ဆက်တောက်ဖို့ပြောနေတော့သူတို့ဆေးမြမြရောင်းအောင်ပြောနေလားလားမှမသိတာဗျာဟုတ်ပါဗျာစိတ်တလုံးတလုံးဝင်ရတာနဲတယ်မှတ်လို့လားမသိဘူးနော်တခါကတော့ဈေးရဲမှာလူနှစ်ယောက်စကားအတင်းဆိုနေကြတာကိုပူပူကကြားလိုက်ရတယ်မမညူကိုပြောချင်မဟုတ်ပေမဲ့လေပူပူကစိတ်မကောင်းဖြစ်ရတာပေါ့ မမညိုကတော့သူ့ရဲ့လူနာကိုလင်းစေးပတ်လဲအောင်ဆက်တောက်လိုက်ပါနော်ဆိုပြီးတော့ထုံးစံအတိုင်းမှာနေတဲ့ကြက်ရရင်ပူပိုကအနေခက်လာရတာပေါ့လူနာတွေကသူ့စေးမြများရရအောင်ပြောနေတာများလားဆိုပြီးတော့ထင်လေမလားလို့ရဲထင်လေမလားဆိုရဲစိုးရင်စိမ့်နေလေမျက်နှာတွေပူချိန်တက်လာတယ်ငါးချက်တန်နွန်းနွန်းစေတန်နွန်းနွန်းလေးတွေကိုလေခါကြတွေကထုတ်ပြီးစေးဝယ်တဲ့သူတွေကိုစေးလုံးလေးတွေရေတွဲပြီးရောင်းရတာလို့စိတ်ပင်ပန်းတာကတော့လေရှိမယ်ကိုမထင်ဘူး မရှိစင်းရဲသားတွေကိုဆင်းရောင်းရတဲ့ဒုက္ခမှာကင်းဝေးရပါလို့ဖေဟာညာလိုက်လေးမအိပ်မီဖေဟာရှခိုးရင်ခါရင်တောင်းနေကြဆူရပြန်လီပူပိုကအခုလိုစုတခုကိုထပ်ပြီးတော့တောင်းဆိုနေမိတာကလည်းအတော်ကိုကြပြီးမိပိုရဲ့နင်းကလည်းရောင်းရတာဈေးကြီးတာကိုကြည့်နေတာကိုဝယ်ရရင်ဈေးလေးကြည့်ပါဦးဒီဈေးနဲ့ဝယ်ထားရတာမို့ဒီလောက်နဲ့ရောင်းရတာပါဟဲမတရားအမျက်ယူတာမှမဟုတ်ပဲမမညိုအမျက်မယူချောင်းကိုလည်းပူပိုကတိတယ် လူနာတွေကိုအလကမကုပေးနိုင်ပေမဲ့လည်းအတက်နိုင်ဆုံးစေတနာထားချောင်းကိုလည်းပူပူကအတိဆုံးမှာတလားတလားစရင်ချုပ်လိုက်ရင်စေကံကလေးရဲ့လေအသက်တွေဝင်ငွေကဒီလောက်ပဲရှိချောင်းကိုလည်းလေပူပူဟာအတိဆုံးဒါပြင်မမညူကအနှွေးရဲ့ကောင်းကောင်းလေးတစ်ထည်လောက်တောင်းလိမရှိတာကိုတော့မှပူပူဟာအတိဆုံးပေါ့တိတ်ချမ်းသာပြီးတော့ပတ်စံတွေထားစရာမရှိရဲ့လူနာတွေကိုတော့လေမစိုးလိုပါဘူးဒါပေမဲ့ဟဲ့ငါမြေသမ ्या လူတွေကတော့လေသူ့အတိုင်းတာနဲ့သူစူးစမ်းရုံးကန်နေကြရတာပဲ မမညိုကအနွေရဲ့အသင်မဝင်နိုင်ပါမယ်လေလေအဟောင်းလေးကိုတော့ကြင်ကြင်နဲ့နဲ့နဲ့ဆက်ပြီးတော့ဝိတေอืมဟုတ်တာပဲငါတို့မှအသင်မဝင်နိုင်ပါမယ်အဟောင်းတွေကအကောင်းတွေပဲရှိသေးတာဂျာရီတို့အမေဆိုရင်လေကြည်စမ်းအေးမခံနိုင်ဘူးတာဆိုတော့သူ့အနွေငယ်ကလေပေါ့လို့ပြေးလို့ပြောင်းမှုမပေါ်တဲ့ရာသီတွေမှာဂျာရီတို့အမေကထမ်းမြင့်တို့ကစုံဥရကိုမိဖို့ရောင်းနေသူ့ကိုကြည်လာရင်လေမိကြည်ကလေးရဲ့ကိုဆလူရက်တောင်ခက်ဆွတ်ဆွတ်ကလေးနဲ့တဖြက်ဖြက်ခက်နေတတာပေါ့ နောက်ပြီးတော့ချောင်းဟာတဟုတ်ဟုတ်ဆိုးနေတယ်။ဒီဇင်မာလာရဲ့လေချဲအေးလာတဲ့ညတညမှာဂျာရဲ့ဟာသူ့ရဲ့အမေကိုစေကန့်ကိုခေါ်လာတာပေါ့။အမေဖျားတယ်တဲ့။နောက်ပြီးတော့မောတယ်တဲ့ဗျ။ဂျာရဲ့ကခက်တူတူပြီးပြောတာပေါ့။မြန်မှန်တမ်းမိပြီဖြစ်တယ်။ပုပ်ပုတ်ကတော့အာကူဟန်နဲ့လှမ်းကြည့်ပြီးတော့မပွင့်တပွင့်ပြုံးပြတယ်။မမညူကလည်းသူ့အမေကိုစမ်းသက်ကနေပေါ်မှာလီလဲလျောင်းစီပြီးတော့အသေးစားစမ်းသက်တာပေါ့အရင်ကရောဆရာဝန်ပြဘူးလားမေးတော့ဂျာရီကခေါင်းခါပြတယ် သူ့မိကမောရီဆီယာမရဲ့ဆိုပြီးတော့ခတ်တူတူပြောတာပေါ့ခြေောက်တွေရောက်နေတာရောကြာပြီလားဒီလိုပါပဲရောက်လိုက်ကြာလိုက်နေဒါဆိုရင်မောတာကရောဒီလိုပါပဲရှင်မောလိုက်ပြောက်လိုက်နေပေါ့ချောင်းဆိုးတာကရောဒီလိုပါပဲစိုးလိုက်ပြောက်လိုက်နေပေါ့မမညိုကတော့တပြင်းငွေငွေချမိတာပေါ့ရောင်အန်းနေတဲ့ခြေပမိုးကိုလည်းလက်ညိုးနဲ့အသာဖိကြည့်လိုက်တော့နေဝင်ပြီးတော့အရာတွေထင်ကျန်နေခဲ့တယ်စိတ်ယုံတဲ့ရင်ကောင်းမယ်ထင်နေတော့မဖြစ်ပါဘူးဆီယာမရဲ့ ိမ်မှာလည်းအလုတ်တွေပုံလို့သူ့ထက်လေအငယ်နှစ်ကောင်လည်းရှိသေးတယ်ကျမကိုဘသူကထမင်းပို့ပေးနိုင်မှာလေဂျာကြီးတို့အမေကခေါင်းကိုဖြင်းညင်းစွာခါတာပေါ့ဒီလိုပဲစေးလေးစားစေးလေးတောက်လိုက်ရင်တတတော်မှာပေါ့နော်ဆရာမပို့ဆိုးလာမှာဆိုးလို့ပါရှင်မမညူကတက်ပြင်းရှာရင်လေပို့ဖို့ကိုလှမ်းကြည့်တယ်ဂျာကြီးကလည်းအမေကျွန်တော်ပို့ဝေးမယ်လို့ဝင်ပြောတော့သူ့အမေကလည်းတင်ပို့ပေးလေထမင်းကိုဘသူကဆက်နိုင်မှာလေ နေဖေးကလေမိုးလင်းနေဆိုအလုတ်ဆင်းရတာမဖြစ်ပါဘူးကွယ်ဆီယမရေတောက်ဆေးလေးပါလေးပေးလိုက်ပါနော်လို့ပြောတာပေါ့ဒီထက်ဆိုးလာရင်တော့ဆေးရုံကိုလေတွားပြအောင်တွားရမယ်နော်ဓမ္မန်ရိုက်ဖို့ဆေးရည်သွေးတွေစစ်ဖို့လေလိုတယ်ကို့မှာယောဂရေလို့ဖြစ်လာရင်ဒီယောဂပြတ်ဖို့အထက်လေအရေးကြီးတာဘာရှိအောင်ပါလဲဒီပြင်ပူစရာပင်စရာတွေကိုလေမိထားမှဖြစ်မှာပေါ့တော်ကြအဲ့နဲ့ထွေးရမှာကိုလေပစိမ့်နဲ့ပုတ်နေရလိမ့်မယ်နော်မမညိုကလည်းထုံးစံအတိုင်းတရားဟောတာပေါ့ ဂျိုင်းနဲ့သူ့အမေကလည်းငြိမ်သက်စွာနားထောင်နေပေမဲ့လည်းစိတ်ဝင်စားဟန်တော့မတူသူတို့တွေစေဖို့တိတ်တက်နိုင်မှာမဟုတ်ဘူးမမညိုကစိတ်ကလေးနဲ့နဲ့ပပလောက်ကိုလည်းအလကားပေးလိုက်ရင်တိတ်ကောင်းပါပဲပူပူကတော့စိတ်ထဲမှာတွေးနေရင်မမညိုကိုငေးကြည့်နေမိတာပေါ့ပူပူရဲ့မျက်လုံးမတစ်စင်အတွင်းစိတ်ကိုလှမ်းပြီးတော့ဖတ်လိုက်မိတဲ့မမညိုကတော့လည်းတတဲပြုံးပြီးတော့မိဖို့နေသိတနာနေသလားဆိုပြီးတော့တော်တော်လေးလေးမေးလိုက်တယ်ငါစိတ်တစ်ခါတောင်းနှစ်ခါတောင်းတော့အလကားပေးလိုက်မယ်လေ ပနက်စလေးအပါဝင်စီသုံးလေးမျိုးကိုလေပလတ်စတစ်အိတ်ကလေးတွေကိုကိုယ်တိုင်ထည့်ရင်မမညူကပူပူနာကက်ပြောတာပေါ့ဂျာရီကတော့ဘလို့နေမလဲမသိဘူးပူပူကတော့ဂျာမနေပြီးတော့မမညူကိုအတော်ကျေးဇူးတင်မိသွားတယ်ကဲတောက်စီပြီးတော့ပြေးလိုက်မယ်ကျမညီမလေးကလေဒီကလေးကိုတန်ရောစင်ဖြစ်နေလို့နော်ဒီတခါတော့အလကားပြေးလိုက်မယ်ဒီစင်းအဖြူပြားနေအတောင်လေးတွေကိုတော့လေအိမ်ပြန်ရအောင်ချက်ချင်းတောက်လိုက်အတောင်လေးကနှခါတော့ပဲဆိုတော့လေမနေ့ပြန်ကြရင်ထောက်ဝဲလိုက်နော်တနေ့လေးလုံး 6နာရီကြာလေးလေးရစရိုက်တောက်ရမယ်။နောက်ပြီးတော့စီစီလဲတောက်ဖို့လိုတယ်။ဒါမှအဖို့ကြမှာစီစီတောက်ရင် slow gear ရောအားစီလိုလဲလေတွဲတောက်မှာကောင်းမှာဆေးတွေကတော့ရေးပေးတာပဲ။ဒါပေမဲ့မင်္ဂလာဆေးမှာပဲဝယ်ရမှာနော်။ဆေးဝယ်ပြီးတော့တစ်ခေါက်လာခဲ့လင်းပါဆေးကိုဘလို့တောက်ရမလဲကျမပြောပြမယ်။မမညိုကစီစာတွေကိုရေးပေးလိုက်တာပေါ့။ဇာကြီးတို့သားမိလဲလေကျေးဇူးတင်စွာနဲ့ပြန်သွားကြတယ်။အမှန်ကတော့သူ့ရောကအတော်ကြီးနေပြီ။အဲ့နဲ့ထွင်ုံနဲ့လည်းမရတော့ပါဘူး။ နှလုံးကလည်းရောင်နေတယ်ထင်တာပဲချက်စင်ဖက်ရှင်လည်းဝင်းနေတာအဲ့ဒါမျိုးကလေစေကောင်ကောင်စားအစာကောင်ကောင်စားပြီးတော့အေးအေးဆေးဆေးအနားယူဖို့လိုနေတာစိတ်လည်းမစားနိုင်အနားလည်းမယူနိုင်ရောရင်မမညူပူပိုကလည်းအလိုက်ကန်းစိုးမသိဆက်မင်းနေတော့မမညူကလေပူပိုကိုမျက်မှောက်ကိုပြီးတော့ကြည်တာပေါ့နောက်ပြီးသူမနာရင်လေတေမီးကအတင်နားခိုင်းလိမ့်မယ်ဆိုပြီးတော့ငေါက်ဆက်ဆက်ပြောတယ်မမညူကစေးဝယ်ပြီးလာခဲ့လို့ဆိုပေမဲ့လေဂျာဟိတ်တို့တာမီးကတော့နောက်ထပ်ပေါ်မလာကြတော့ ပူပိုကတော့လေသူတို့ဇေယောင်နေကြနေရလေးကိုလမ်းရွေကြည့်ရင်ကြည့်ရင်ကွယ်သတိရနေမိတာပေါ့တညက်နေတော့ပူပိုတို့ညီမစေကန်းကိုအလာမှာရေစီလဲတွန်းနေတဲ့ဇာကြီးကိုတွေ့ရတယ်လေးလံလာတယ်လေရေစီလဲကိုအချားကလေးကြောင့်နဲ့အတူအတင်းအားဆိုင်ပြီးတော့တွန်းနေရမှာပူပိုကိုမြင်တော့လေမပွင့်တပွင့်ပြုံးပြတာပေါ့ဟဲ့ကြာကြီးနေမီတတတာရဲ့လားဒီလိုပါပဲဗျာစေကန်းမသွားဘူးလားဟာဟင်းအင်းဇာကြီးကခေါင်းခါပြတာပေါ့ မမညိုကဆေးတွေဝဲတောက်ရဲလားလို့မိတော့လေဘာမှပြန်မပြောပဲလေမကြားချင်အောင်ဟန်ဆောင်နေတယ်။နောက်ပြီးရေစီလဲကိုဆက်ပြီးမတွန်းတော့ပဲလေငါမနိုင်အောင်ကွာအဖေကိုလှုပ်လိုက်မယ်လို့ပြောပြီးတော့အလေမြက်ပြေးထွက်သွားတယ်။ရေတွေဆိုပြီးကတ်နေတဲ့ပစိုးနေမို့လေတုတ်ပြီးတော့လဲတော့မလို့ဖြစ်သွားပြီမယ်လေပူပိုးကိုလှည့်မကြည့်တော့ဘူးစေးုံကြရင်ရောအဲ့ဒီစီဝဲခိုင်းမှပဲမဟုတ်လားမမညိုရပူပိုးကလှမ်းပြောပြီမယ်လေမမညိုကဘာမှပြန်မဖြေတော့ဘူးကြော်ခါမီထွက်ပြေးသွားတဲ့ဂျာကြီးကိုလှမ်းကြည့်ရင် တပြင်းနေရှိုက်နေမိတာပေါ့ငါလဲလေဆရာဝန်လောက်ကတော့စိတ်ညစ်လာပြီမိပို့ရဲ့ဘာဖြစ်လို့လဲပူပူကလည်းဘာမှဆက်မမီးတော့ပဲနဲ့လမ်းမေးကခရင်ရောင်ကစုံပွင့်လေးတွေကိုဆက်ပြီးတော့ငေးကြည့်နေမိတယ်ညနေခင်းနေရောင်ကြီးအောင်ပါလီအပွင့်လေးတွေငုံပြီးတော့ငိုက်ကြနေတဲ့ကစုံပွင့်လေးတွေကပူပူကိုပြန်မကြည့်ပဲနဲ့မျက်လွာချထားတဲ့အောင်ရှိနေတယ်လမ်းပေါ်မှာလည်းစိတ်ပြေတဲ့ကစားနေကြတဲ့ကလေးငယ်တွေကတော့လေပူပူတို့ကိုကုပတ်ပြေးနေပျော်ရှင်စွာဟစ်အိုနေကြတာပေါ့ အနာတိဆေးရှိဤစည်းကဲနေညှိပါဤစည်းကဲရောက်တော့ဝေဒနာပြောက်ရောပေါ့လေအဆောင်တိန်နာတတာဆင်မိခဲ့ကြတဲ့ဗာမစ်စလိုက်ပြပြိတ္တများအားလုံးစိတ်ဤကြမှာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဗာမစ်စလိုက်ပြဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်နေစဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖတ်ပြပေးသားမှာမို့လို့ဗာမစ်စလိုက်ပြ audio channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်